ီတစ်ခါမှာတော့ဝင်ရိုးစွန်းဒေသများကမော်စစံလင်းလက်တက်တဲ့ညလင်းငန်းတွေအကြောင်းကို တင်ဆက်ပေးတာပါပဲအားလုံးပဲမင်္ဂလာပါကိုစာ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီညလင်းငန်းတွေကို Aurora Borealis လို့ခေါ်ပါတယ်ဒါက Norway နိုင်ငံ Tromsø မြို့ကညလင်းငန်းတွေပါဒီမြို့ကိုအာတိတ်ညလင်းငန်းများရဲ့မြို့လို့တောင်းတင်စားခေါ်ကြပါတယ် အတိတ်ပင်လေရဲ့အပေါ်တိမ်လွာတွေမှာပကြီကားတစ်ချက်လိုလင်းလက်လှပနေတတ်ပါတယ်။စက်တင်ဘာလနဲ့မတ်လကြာမှာလေပတ်ရန်အကောင်းဆုံးဖြစ်ပါတယ်။ရောင်စုံအလင်းနှမ်းများအောက်ကအေးချမ်းတဲ့မြို့လေးအဖြစ်နာမည်ကြီးလာပါတယ်။ဒါကအမေရိကန်နိုင်ငံအလက်စကာပြည်နယ်ကညာလင်းနှမ်းမျိုးပါ။ရေခဲတောင်တန်းတွေကြားမှာတည်ငြိမ်စွာလှပနေတတ်ပါတယ်။ဒီရင်းတန်းတွေကို ညကောင်းရင်ရောင်စုံလိုက်တာဒီလို့တင်သားကြပါတယ်။ဒီအရင်တန်းတွေဟာစောင်းရာဒီမှာအလှဆုံးဖြစ်တာကြောင့်လေပတ်ဖို့တင်ပါတယ်။ဒါကတော့အိုက်စလန်နိုင်ငံကညလင်းတန်းတွေပါ။ဒီခဲကံကြီးများရဲ့အပေါ်မှာအရောင်စုံလင်းလက်တောက်ပါနေတတ်ပါတယ်။မီးတောင်အရှင်များပောက်ွယ်မှုမှအလင်းရောင်များနဲ့ပေါင်းဆက်ကထူးဆန်းတဲ့အရောင်တို့မျိုးကိုလည်းထုတ်ပြနိုင်ပါသေးတယ်။ စက်တင်ဘာလ3ရက်နေ့နဲ့ဧပြီလအစကြာမှာတွားရောက်လည်ပတ်တင်ပါတယ်။ဒါကတော့ကနေဒါနိုင်ငံယဲလူးစတုန်းကညာလင်းတန်းတွေပါ။အော်ရူရာအိုဗယ်လို့ခေါ်တဲ့အလင်းတန်းစုရဲ့အောက်မှာရှိတာကြောင့်ဒီနေရာဟာညာလင်းတန်းတွေအများဆုံးတွေ့ရတဲ့နေရာလည်းဖြစ်ပါတယ်။အော်ရူရာဗီလေ့ချ်လို့ခေါ်တဲ့ရွာကြီးဟာလည်းလည်ပတ်တူတွေကြာမှာနာမည်ကြီးလာပါတယ်။တွားရောက်လည်ပတ်တင်တဲ့အချိန်ကတော့ နိုဝင်ဘာလလယ်နဲ့ဧပြီလအစကြားမှာပဲဖြစ်ပါတယ်။ဒါကဆွီဒင်နိုင်ငံကညလေးကန်းလေးပါ။သူ့ရဲ့ကောင်းကင်မှာဘလူးဟိုးလို့ခေါ်တဲ့ကြည်လင်တဲ့ဆက်ဝိုင်းပုံတန်းရှိတာကြောင့်နာမည်ကြီးပါတယ်။ဒီဘလူးဟိုးတွေက micro climbing လို့ခေါ်တဲ့လေထုနဲ့တိမ်လွာအသေးစားပြောင်းလဲမှုတွေကြောင့်ဖြစ်တာပါ။ညလင်းတန်းတွေကို AC ကြီးရှုနိုင်မဲ့ ဒီကေဟိုတယ်တွေကလည်းဆူဒင်နိုင်ငံရဲ့နာမည်ကြီးတစ်ခုပါပဲစက်တင်ဘာလနဲ့မတ်လကြာမှာလေပတ်တင်ပြီးတော့ဒီဇင်ဘာလမှာတော့လာဆောင်ဖြစ်ပါတယ်ဒီညလင်းတန်းတွေပါကြောက်ဖြစ်ပေါ်လာတာလေနေကနေထုတ်လုပ်လိုက်တယ် charge party ကလို့ခေါ်တဲ့တအားပြည့်အမုံလေးတွေဟာကပတ်တန်လိုက်စက်ကွင်ကြောင့်မို့လို့ဝင်ရုံးဒေတာတွေကိုရောက်ရှိသွားပါတယ်ဒီအမုံလေးတွေဟာ ကပ္ပလီတူအပေါ်အလွာနဲ့တက်ပြူတဲ့အခါမှာတော့အလင်းရောင်မျိုးမျိုးထုတ်လွှတ်ပေးပါတယ်။မိုင်ပေါင်း93တန်းလောက်ခရီးနှင်ပြီးမှ ရောက်ရှိလာတဲ့ဒီအရင်တန်းလေးတွေဟာကျွန်တော်တို့ကပ္ပကောင်းကင်ကြီးအတွက်တော့မော်ဝကြီးကားတစ်ချက်လိုပါပဲ။မိတ်ဆွေတို့လည်းဘယ်နေရာကိုတွားလဲခြင်းလဲဆိုတာကွန်မန့်မှာရေးခဲ့ပေးပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။